ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာယောက်ျားကောင်းတဲ့မိမိယုတ်ဇလန်းလေးကိုနားဆင်ခံစားကြည့်ကြပါဦးခင်ဗျာဇလန်းလေးမစတဲ့ခင်မှာ VPN လေးဖွင့်ပြီးကြည့်ရှုပေးကြပါနော်တိုးရော်လေးဒီရွာမှာလင်မယားနှစ်ယောက်ကတားလေးတစ်ယောက်မွေးဖွားထားပြီးလေယာလုပ်ငန်းလေးကိုလုပ်ကင်ရှားတောင်းနေကြပါတယ်မောလိုက်တာကွာနေဝင်မိုးချုပ်တဲ့အထိအလုံးလုံးနေရတော့သူများလုံးမချမ်းသာပါလားကွာယောက်ျားရဲ့ဘာတွေပွားစီပွားစီလုပ်နေရလဲ ခဏခဏပွားစီပွားစီလုပ်ရင်အိုစာတက်တယ်နော်အမိကဘာလို့အိုစာနေရလဲလို့စဉ်းစားနေတာလက်ဆက်တော့ဒီလိုကိုသားဘာနှစ်ယောက်သားတိုင်ပေါင်းညီနေလိုက်ညထမင်းငတ်သွားမယ်ဘာမှတ်နေလဲသားဟာစတာပါမေးရဲ့ဒီလောက်လေးကိုစိတ်ဆိုးနေသေးရဲ့ကြည်ကြည်၎င်းနေ၎င်းနင်းလောက်တာနဲ့ငါဘာထမင်းငတ်တော့မယ်ကျွန်တော်စားလို့ပြောတယ်လေအမိကစိတ်ကောက်နေသေးရဲ့အလုတ်လုတ်တာဒီလောက်မောတာတောင်ရန်ဖြစ်နိုင်သေးတယ်မငတ်ချင်လာမစနဲ့မနဲ့မိုးလင်းတော့မနဲ့စာစားတော့က ရဲရဲဆင်းဖို့ပြင်ကြပါရယ်ဒီနေ့တော့ဟင်းမီနူအစ်တလေးရှိတယ်ဒီမှာငါးပေါင်းအချေးကိုမဖယ်ဘဲချက်ထားတာမင်းတို့ကြိုက်လောက်တယ်ဒါဆိုလဲစားကြည့်အောင်လေလေဘင်းရဲ့အချေးကိုနင်းနေပြီတေးပြီငါအဖေဖေဘာဖြစ်တာလဲအဖေယောက်ျားရှင်ကျမဟိုဒီလိုလာမစနိုင်တော့ယောက်ျားအဖေမရှိတော့နေတော့ပဲမိမိကိုတေချာယူဆိုင်ပါတော့တာအဖေအဖေသွားတော့မယ် ယောက်ျားရဲ့ဘာလို့အဲ့လိုပြောရလဲရှင်မရှင်ကျမဘလို့နေရမှာလဲယောက်ျားရဲ့အအအအအဖေအမေကျွန်တော်ဘာလို့ဒီလိုရုပ်တရက်ဆုံးသွားတော့ကျွန်တော်ကဘယ်သူနဲ့နေရမှာလဲငါအကြည့်ကိုနေနာနဲ့တရားသလားပြန်လာပေးပါအဖေမေရဲ့တင်းနေမတည်ဘူးဆိုတာဒါကိုပြောတာပါမျက်စိတမိတ်တွင်မိဘနှမကဆုံးသွားခဲ့တော့ပူကူးလဲလမ်းဘေးရောက်သွားခဲ့တာပေါ့ အလူခံပါတယ်အလူခံပါတယ်အလူခံပါတယ်မြဲမြလူမြဲမြကုတို့ရနဲနဲလူနဲနဲကုတို့ရတာပါလာလူကြပါတချို့စေနာရှိတဲ့လူကလည်းလူကြစေနာမရှိတဲ့လူကလည်းဒီလိုတွေလာဆဲသွားကြတာပေါ့ဒါကကုကုပဲမိဘဆုံးတော့သူတံဆောင်းသားဖြစ်နေတာပေါ့လေခြေကောင်းလက်ကောင်းနဲ့အလုံးမလုံးပါပဲနဲ့လာတောင်းစားနေရသွားတခြားနေရာမှာသွားတောင်းစားပိုလူဆဲဒီလူဆဲနဲ့ဘွားကလည်းစောက်ထုံးမုံးမြော်တွေဖြစ်ကညဆိုလဲချမ်းချမ်းနဲ့တယောက်တည်းနေရ နေ့ဆိုလဲဝမ်းစာအတွက်မိုးရဲနေတဲ့လိုက်လံတောင်းစားနေခဲ့ပါတယ်တောင်းလို့ရတဲ့နေ့လဲထမင်းစားရသလိုတောင်းမရတဲ့နေ့ဆိုလဲငတ်တာပေါ့သူဒီလိုတွေကြုံလာရတာကြတော့ဒီမခံနိုင်တော့ပဲဒီဘွားကလွတ်မြောက်နိုင်အောင်တွေးနေခဲ့တယ်။အော်ငားရှာကြည့်အောင်ပါမြန်မြန်ရရင်စားဖို့ပြင် ရောင်းလို့ပါရအောင်ပါဒီတခါတော့တုံးဆွဲလို့ရတော့မယ်ကုကူလဲနေတိုင်းငားသွားများပြီးရလာရင်ဈေးထဲလာထိုင်ရောင်းပါတယ်ငားရမယ်ငားရမယ်ငားရမယ်ဟေ့ အသေးလက်ကြည့်အကုန်ရှိတယ်ကြိုက်တာ၍ကြိုက်တာ၍အခုမှလက်လက်ဆက်ဆက်သွားများလာတာနော်ငါကလက်ဆက်လိုက်တာဘလူရောင်းတာလေတကောင်နှစ်ထောင်မှမြန်မြန်ယူရင်ထက်လျှော့ပေးပါမယ်မြန်မြန်အကုန်ဝင်လေးရတယ်ဒါပေမဲ့ယောက်ျားတဝိုင်းပူလူတောင်စင်ပြည့်တယ်ငါနားချတွေးရလားမလွဲပါဘူးကျမတကယ်ပြောတာဟေး၎င်းမြင်ငါမိမရတော့မယ်ခုကစပြီးငါတယောက်ထင်းနေပြမလို့တော့ဟေးမျိုးရင်းငါသွားရောက်တာပတ်ဆက်ရတဲ့ပြင် မိမတယောက်တောင်ထပ်ရလာပါသေးတယ်။ယူပြီးတော့လဲကိုကူးကိုဘရင်တယောက်လိုပြုစုယူရပေးခဲ့ပါတယ်။ဘဲတော်တော်ဘဲလာလာနှစ်ယောက်တူတူပဲ၄၅နှစ်လောက်ကြာလာတော့မိမဒီနေ့နေရမ်းပူတယ်ကိုတယောက်တည်းငါသွားရှာလိုက်မယ်။မိမအိမ်မနေနေနော်။ကိုကူးကိုလည်းယူဆိုင်အောင်။ဟုတ်ကဲ့ပါ။မြင်မြန်သွားပြီးမြင်မြန်ပြန်လာနော်ယောက်ျား။အဲ့တော့ရင်တိုင်းငါးရှာထွက်ခဲ့တယ်။ဒီနေ့မိမမပါလာတော့ပင်ပန်းလိုက်တာကွာ။ခါတိုင်းဆိုမိမကအရေးတကြီးကြီးနဲ့ချွေးလိုက်တုတ်ပေးလိုက်နေဆိုတော့ နည်းနည်းအမောပြေဒါပေမဲ့လည်းမိမကိုလည်းတနာအိမ်မှာစောင့်နေခိုင်းလိုက်တာကောင်းပါလေလေဒါပေမဲ့အမတ်မတင်ပဲသူ့မိမကနောက်လင်ငယ်နဲ့အပြင်လျှောက်သွားနေတာကိုတွေ့လိုက်ရပါတယ်အဲ့ကော်မလီမျက်နှာကရင်းနှီးနေသလိုပဲဟင်အဲ့ဟာငါမိမပဲသူဘသူနဲ့လာလဲဟာမိမကို့ဘောဘာလို့ဒီလိုလှုပ်ရတာလဲကို့ကိုတခါမှတော့ခွဲဘူးတာမဟုတ်ဘူးဒီနေ့လေးခွဲဘူးတာကိုနောက်ကောင်နဲ့လျှောက်လည်နေပြီယောက်ျားရှင်ပြောတော့ငါသွားများမလို့ဆိုဘာလို့ဒီနာလီပဲလာရလဲ ငါသာဝေးဝေးသွားရင်နင်နောက်ကောင်နေရှိနေတာကိုသိရမှာမဟုတ်ဘူးလေဒီနေ့တော့နင်းရဲ့အစင်မန်ကိုသိရတာပေါ့ဘာလို့ငါ့ဘော်ဒီလောက်လုံးရရတာလဲမိမတောင်းမဲ့ပါတယ်ရှင်အဖြစ်မှန်ကိုသိပြီဆိုတော့လေကွာရှင်းကြအောင်ရှင်ကစင်းရဲမွေးတည်နေတော့ကျမဘလို့မှဆက်မပေါင်းနိုင်တော့ဘူးရုပ်ကလည်းဆိုးသေးပြီးခဲ့တာတွေကငါ့ကိုဟန်ဆောင်ချစ်ခဲ့တာလို့ပြောချင်တာလားငါ့ကိုရုပ်ဆူးတယ်လို့ပြောအောင်နင်းရုပ်ကတော်တော်ချောတာဆိုတော့နင်းနောက်လင်ငယ်ရုပ်ကိုလည်းကြည့်လိုက်အောင်အကြီးကွန်ကြီးကနွားခွာကြနေရပဲဒါပေမဲ့ရှင်လုံငမွေးကိုယူမိတာကတော့ ကျမတို့နောင်တအရာဆုံးပဲရှင်ပတ်ဆန်ရှိလာတဲ့အချိန်ကျမှရှင်မင်းမပြန်လုပ်ပေးမယ်ဟုတ်ပြီလားနေမင်းမရတော့မယ်မထင်နဲ့ညင်ဒီတက်နင်းချမ်းထလာတော့မှမဟုတ်ဘူးကြည်တဲ့ကြည်တဲ့ငါ့ကိုလေလာစည်းပြနေသေးတယ်သူတို့ကိုကြည့်မယ်ဆိုငါသွားများတာကောင်မှကောင်းမယ်အရင်ကမင်းမမရှိလဲဖြစ်တာပဲကူကူကတယောက်တည်းသမားဘဝကနေမင်းမရခဲ့ပြီမဲ့မင်းမဖြစ်သူကပါသူ့ကိုတစ္ဆာဖောင်းနေပါတယ်ဟင်ဘာငါ့မို့ငါများကိုဒီလောက်ယုံနေရလဲဟာဟင် အမလီဘာငါးပါလေတက်တက်နဲ့တကူတကားမှမတွေ့ဘူးငါ့ကိုဘာမှမလုပ်ပါနဲ့ငါ့ကိုလွတ်ပေးပါဘသူအတန်လေးဟာငါဒီမှာငါရွှေငါးလေးပါငါ့ကိုလွတ်ပေးပါ စကားလေးပြောတတ်တယ်ဘာငါးပါလေငါ့ကိုလွတ်ပေးပါကျေးဇူးမမေ့ပါဘူးကျေးဇူးပြန်ဆက်ပါမယ်ငါနင်းကိုလွတ်ပေးရင်ငါဘာနဲ့စားတော့မှလဲငါကျေးဇူးပြန်ဆက်မယ်လို့ပြောနေရလေနားမလဲဘူးလားငါလက်တွေ့လုံးမယ်ဒီမှာရွှေတွေထက်လူကျင်နေဆိုရင်လည်းငါ့ကိုမတက်ပဲယူသွားငွေထားလိုက်ဟင် ဒါတကယ်ရွှေတွေပဲငါမင်းကိုကောင်းကောင်းသွားမွေးထားမယ်လို့ဂတိပေးပါတယ်ဒီလိုနဲ့ကိုကူလည်းရွှေငါးလေးကိုသူဂတိပေးထားတဲ့အချိန်ကောင်းကောင်းကြွေးမွေးပြုစုထားပါတယ်သူ့အရင်မိန်းမကတော့သူချမ်းသာပြီဆိုတာသိတာနဲ့သူ့စီပြန်ရောက်လာခဲ့ပါတယ်သူတို့အရင်လိုပြန်အဆင်ပြေသွားပြီးတဲ့နောက်ကိုကူသူ့ကိုချစ်မှန်းသိတော့ကိုကူကိုသာတခုပြီးတခုခိုင်းနေတော့တယ်ယောက်ျားကျမအိတ်တလုံးနဲ့ဒေါက်ဖနဲ့လက်လာလေးတရံလိုချင်တယ်ဈေးကတော့300လောက်ရှိမယ်မင်းကြီးကပဲမိမဖနဲ့တရံဝယ်ထားတာလေး ဘာလို့ခဏခဏဝယ်မလဲကိုတော်ဘာမှမဝယ်ဘူးဝယ်ပြီးမှလည်းမဝယ်ပေးဘူးလားဝယ်ပြီးတဲ့လူစီသွားနေလိုက်မှာနော်ကိုကစတာပါဝယ်ပေးမယ်နော်ဒါဆိုလဲပတ်စံမြန်မြန်ပေးပတ်စံပေးပြီးရင်ကျမအလားသွားပြင်နေတော့အိမ်လုံးလေးလုံထောင်းနော်ပြန်လာပြီးဒီလိုဖြစ်မမှန်သိရင်မလာတာမှကောင်းမယ်ထမင်းပေါင်းလဲငါအင်းချက်လဲငါဆိုတော့ဘယ်ဘွားကဝကျူးတွေများလဲကွာကူကူမိမပြန်လာပြီမဲ့အိမ်မှုကိစ္စတွေအကုန်သူလုပ်နေရတဲ့ပြင်အလုပ်တွေပါအကုန်လုပ်နေရပါတယ် ဘိုက်ကနဲ့စလိုက်တာကွာမိမထမင်းကြိုင်လာပွင့်ရင်လည်းကောင်းသားမိမရှိရလဲကူပေါ်လောင်ပဲမရတဲ့ပြင်တနေ့တနေ့ပတ်စံပဲထိုင်တောင်းနေအိမ်ပြန်ပြီးထမင်းသွားချက်စောင်းမှပဲဝါစီဝါစီလုံနေတော့လည်းဘာမှမရအောင်ငါပဲစိတ်ထုတ်ခရရတယ်ဖငယ်ကြီးလေးဒီနေ့ငါအစာကောင်းယူလာပေးတယ်ဘာကြီးလဲဒီကောင်တကောင်တွေ့ရတဲ့နေ့ကိုကျူလာပေးရဟေးငါကြိုက်တဲ့ဟာပဲစားပြီးငါ့ကိုချွေလုံးထပ်ပေးပါဦးမိမလူကျင်တာဝယ်ပေးအောင်အေး ချစ်သူဒီမှာပတ်စံဟိုကောင်းစီကရလာတဲ့ဟာအများကြီးပါလားဒီလိုများများသာယူလာလိုက်ရတာပေါ့ကူကူဘွားကလည်းတနာစရာလေးပါမိမကအရင်တိုင်းသူ့ဘော်တစ္ဆာဖောက်နေတဲ့ပြင်ပတ်စံမှာလိန်သွားသေးပါလေနောက်နေ့မနေ့မှာတော့ကူကူကငါးရှာထွက်ဖို့ပြင်ဆင်နေပါလေမိမကိုငါးသွားရှာမလို့အိမ်ကိုဂယူးဆိုင်ထားအောင်နော်အင်းရတယ်လေကိုဒါနဲ့မတော်ခင်ပတ်စံလေးပေးထားပါလားမျက်နှာလိမ့်စရာလေးတစ်ဆက်လောက်လိုချင်လို့မနေ့တုန်းကလည်းမိမယူသွားပြီးပြီလေ နင်ကောင်းကောင်းပေးမလားမျက်ရည်ချပြီးမှပေးမလားအေးမမိမရဲ့သူမိမကပတ်စံတောင်းလာတဲ့ပြင်သူ့ငါးပါလင်ငယ်ကိုယူလာပေးသေးရဲ့ဒီနေ့ကစပြီကျမတို့တွေတထေးဖြစ်ပြီမင်းတို့တွေငါ့ကိုဘယ်ခေါ်သွားမလို့လဲကဲကြပါဦးငါလိုက်မသွားချင်ဘူးကဲကြပါဦးငါလိုက်မသွားချင်ဘူးဖြစ်အောင်ဘလို့လဲဒီတစ်ခါလဲနင်ငါ့ကိုထက်ရှုံးပြန်ပြီနော်အခုတော့နင်မိမကိုထပ်မပေးတော့ဘူးဩငါလဲငါတောင်းသွားမယ်နော်အခုတော့မင်းအရင်လိုပြန်ဒုက္ခရောက်တော့မယ်ဟဲ့ ဟင်ငါမိမကဘာကိစ္စဟိုကောင်နဲ့ပြန်လိုက်သွားရတယ်လေဟာသူညာတာထက်ခံလိုက်ရပြီလို့တော့မပြောနဲ့တော့ငွေရီရှုံးတဲ့ပြင်ငါငါးပါယူသွားလိုက်သေးရဲ့မိမရှိလေအညာခံရတဲ့ပြင်ငါရှုံငါးလေးပါယူသွားလိုက်ပြီငါဘွားလည်းစူးလိုက်တာကွာကူးငိုကျွေးနေတာအိပ်ပျော်သွားတာလမ်းသွားလမ်းလာတွေလဲသူ့ကိုပတ်စံတွေအများကြီးချသွားပေးပါတယ်သူနိုးလာတော့ပတ်စံတွေအများကြီးမြင်တော့လမ်းသွားခဲ့ပါတယ်ဟင်ဒါကပါလေငါအချစ်လေးရှုံးရုံပါတရောင်းသားမဟုတ်ဘူးလေ ဘာလို့ငါ့ကိုပတ်စံတွေအများကြီးပေးသွားရလဲငါ့ကိုတံတောင်းသားထင်နေရလားခဏလေးတတိလစ်တာကိုထလာတော့ပတ်စံတွေအများကြီးလာပေးသွားကြတာကဲပါဦးဘသူတန်လေးဟာရွှေရီထပ်မလို့ခြင်းဘူးလားဟင်ငါနားချလို့ရပြီအမေမဝါနေရလားဟာဘဝကလေရှင်ကြည့်မမားပါဘူးတကယ်ပါဒါကရွှေငါးစစ်သူတို့နဲ့မလိုက်ချင်လို့ခုံစင်းထားတာခုမှပဲစိတ်ရေးသွားတော့ရွှေငါးလေးရလာငါတို့အိမ်ပြန်ကြအောင်အခုရဲ့ချင်းငါးလေး နောက်ဆုံးကြတော့လေကံကောင်းစွာနဲ့သူ့ရွှေငါးလေးကိုပြန်ရပါတယ်။သူတို့နှစ်ယောက်ကရွှေငါးလေးဘယ်ချိန်ခုန်ဆင်းသွားမှန်းတော့မသိလိုက်ပါဘူး။ကူကူတော့သူငါးလေးကိုအရင်လိုကောင်းကောင်းမွန်မွန်ပြန်မွေးထားပါတယ်။လေးငါးလောက်ကြတော့ကူကူလည်းအိမ်တော်အစ်စ်ထူထောင်ပြီးပျော်ရွှင်စွာနေနေပါတယ်။စိုးတန်းတဲ့ဘဝမှာကြော်ဖြက်လာပြီးကမှအခုမိမဆိုရင်သူ့ကိုကောင်းကောင်းပြုစုစောင့်ရှောက်ပြီးပျော်ရွှင်အောင်ထားတယ်။အိမ်မှုကိစ္စကိုလည်းနိုင်နင်းပါသေးတယ်။သူမိမဟောင်းကတော့ယောက်ျားဖြစ်သူကပြစ်ပြီးနောက်မိမပါထက်ခေါ်လာပါသေးတယ်။ ကျမကိုဒီလောက်ချစ်တာရှင်ကကျမကိုတစ္ဆာဖောက်တာပေါ့လေကိုတစ္ဆာဖောက်တာမဟုတ်ပါဘူးကွာမိမဖော်ရှိအောင်ခေါ်လာပေးတာပါတယောက်တည်းပြင်းနေမှာဆိုလို့အိမ်မာနေရတာအဆင်မပြေအဝေစားယူပြီးထွက်သွားလိုက်နော်ဩမထွက်သွားခင်မင်းခန်းကဝေစားတွေလာရှင်းသွားအောင်နော်မဟုတ်ဘူးမဟုတ်ဘူးငါလက်မခံနိုင်ဘူးအရင်ကသူ့ဗီဇာအတိုင်းကိုကူးစီထက်ရောက်လာပါတယ်ကိုအရင်လိုပြန်နေရအောင်လားကျမမှန်မှန်သိပါပြီဝမ်းနေပါတယ်အခုကို့မှာဘွားသိရှိနေပြီ မင်းထားခဲ့တော့ကကိုဘယ်လောက်တောင်ကြေကွဲခဲ့ရလဲဆိုတာမင်းမသိပါဘူးအခုကိုလက်ထပ်ထားတဲ့ကောင်မလေးကကို့ဘော်ရမ်းကောင်းနေကိုမျက်နှာအညိုးမခံအောင်ကိုထားတာမင်းနဲ့တခြားစီပဲမင်းကတော့တနေ့တနေ့ပတ်စံတောင်းပြီးမင်းလင်ငယ်ကိုပဲတွားတွားပေးနေတာငါဘွားတွေကထွက်သွားပြီလို့ကြည်သူပါတော့မို့ဆိုကိုဒီလိုตายရတဲ့အိမ်တော်ကြီးရလာမှာမဟုတ်ဘူးကျမတောင်းမဲ့ပါလေဘဝရဲ့သင်ငယ်စာဖြစ်အမှတ်ယူသွားပါမယ်အခုကစပြီးအဲ့ကောင်မလေးလဲလမ်းမကိုဆက်မလျှောက်တော့ပါဘူး